လီဘီယာနဲ့ရဝန်းနဲ့တိုင်ဖုန်းမုန်တိုင်းခဲမကီအကျွင်းအကျံတွေကြောင့်ဒီကနေ့နိုမာလာ၄ရက်နေ့မှာမြန်မာနိုင်ငံရှိတိုင်းနယ်ပြည်နယ်၆ခုမှာမိုးသက်ထန်စွာရွာသွန်းနိုင်တယ်လို့မူလဝတ္ထပညာရှင်တွေကခန့်မှန်းပြောဆိုထားပါတယ်။ကိခိုင်သတင်းပြဖို့ထားပါတယ်ရှင်။ ဘင်္ဂလားပင်လယ်အော်အရှေ့အလေးပိုင်းနဲ့မြန်မာနိုင်ငံမြို့တော်ကျွန်းပေါ်ကံရိုးတဲ့ဒေတာအနည်းမှဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရဝံဆက်လက်တည်ရှိနေတဲ့အတွက်နေရာအနှံ့မိုးကြီးနိုင်တယ်လို့စစ်ကော်မရှင်လက်အောက်ခံမူစလာကဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်အဲ့ဒီလေဖီအာနေရဝဟာမြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွှေ့လျားနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့အလေးပိုင်းနဲ့အရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးတွေနဲ့မြို့တော်ကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနေလို့မိုးစလာကခန့်မှန်းပြောဆိုပါတယ် လီဘီအာနဲ့ရဝန်အရှိန်နဲ့တိုင်ဖွန်းမုန်တိုင်းအကျဉ်းအကြံတွေကြောင့်ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာတိုင်းနယ်ပြည်နယ်၆ခုမှာမိုးသေးထဆုံလျှော့သွန်းနိုင်ရလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်။၄ရက်နေ့အတွက်ဆိုလို့ရှိရင်အဲကျွန်တော်ရခိုင်ပြည်နယ်လည်းမိုးများနိုင်တယ်။အဲအေရဝတီတိုင်းရခိုင်တိုင်းပေါ့လီဘီအာနဲ့ရဝန်ကြောင့်ပေါ့နော်။အဲသူက၄ရက်နေ့တရက်အထဲမှာ၂၄နာရီအတွင်းမှာ၃လက်မှနေပြီးတော့၄လက်မှလောက်အထိမွေးခြင်း ရနိုင်တယ်ပေါ့ပြီးတော့ဒုတိယအများဆုံးကဒီပဲခူးတိုင်းရဲ့မွန်ပြည်နယ်ရဲ့တနင်္လာရီတိုင်းရဲ့ဒီမာဒီမာကတော့သူကနှစ်လမအထက်သုံးလမလောက်24နာရီတွင်မှမူးရောနိုင်တယ်အမိုးများနိုင်တယ်ဆိုတော့မိုးတဲတာကတော့များသောအဖြစ်ကတော့နေ့အပူချိန်ကျသွားတဲ့ဒီမွန်လွဲညနေပိုင်းညပိုင်းတွေမှာမိုးများတတ်တယ်အမိုးတဲတတ်တယ်ပေါ့နော် မိုးစလာရဲ့ထုတ်ပြန်ချက်တွေအရစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကျကျမကွေတိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာနေရာစိစိမ့်နဲ့ကြံတိုင်းနဲ့ပြည်နယ်တွေမှာနေရာအနှံ့အပြားမိုးထစ်ချုံရွာနိုင်ပြီးရန်ကုန်မန္တလေးမကွေစကိုင်းအောက်ပိုင်းအေရဝတီနဲ့ရခိုင်ပြည်နယ်တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ရလို့ဆိုထားပါတယ် ဒါအပြင်ရန်ကုန်ပဲခူးအေယာဝတီနဲ့ရခိုင်ပြည်နယ်တွေမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းနေပြီးမိုးတိမ်တောင်ရွေ့လျားရာနေရာတခြားမှာမိုးရော်သွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ခြုံကျော်တာမိုးကြိုပစ်တာလျက်စီးလက်တာနဲ့မိုးသီးကျူတာတို့ဖြစ်ပေါ်နိုင်ရဲ့လို့သတိပေးပြောဆိုထားပါတယ်။ ရဲကုန်းမြို့မှာရှိတဲ့တာမွေမရန်ကုန်းတာကေတာမြောက်တကုန်းလိုင်းတာယာစတဲ့မြို့နယ်တွေအပါအဝင် နေရာတချို့မှာမိုးစတိုက်လျော်သွန်းနေတာကြောင့်လမ်းမကြီးတွေမှာရေဝုန်းနေပြီးရင်ကျော်ပိတ်ဆို့တာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်မိုးကတော့တောက်ချောင်းကြီးသွားနေတော့ပေါ့နော်။ရေကတော့သူကမနေအားညနေပိုင်းတော့ကိုတော့လေရက်သွားတဲ့အခါကျတော့ရေကဟိုနည်းနည်းလေးဆင်းသွားတယ်ပြောမှာပေါ့နော်။ချောင်းကြီးမတက်တာလည်းပါတော့ပေါ့။ဒါပေမဲ့သူတို့မျောင်းနေပါလေကပိတ်ဆို့တာများတော့ မဆင်းနိုင်တော့ကြားတယ်ကမနေ့ကတော့တော်တော်များများနစ်ပါတယ်မြို့ရဲဆိုအခုလိုကားမောင်းနေတော့ကမင်းရဆိုရင်တော်တော်ရှောင်ရတယ်ဟိုပြောချင်တာကဒီမြို့တော်စီပင်တော့ပါလဲတိတ်မလုံနိုင်တော့ညောင်းရှင်းတာအရင်လိုတန်ရှင်းရလောက်တာဆိုတော့လုံးဝမရှိသလောက်ပဲအဲဒီအတွက်ညောင်းကတော့ရှောင်ပိတ်နေအောင်ပါပဲဒါအပြင်မြန်မာကမ်းရိုးတဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တွေမှာရံဖန်ရံခါမိုးတက်လေပြင်းကြောက်ပြီးလိုင်းကြီးနိုင်မယ်လို့ဆိုထားပါတယ် မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာမြမကန်ရုံတဲ့တခြားနဲ့ကန်လွန်ပင်လေပြင်းတွေမှာရှစ်ပေကနေဆေပေလောက်ရှိနိုင်တယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာလည်းတိုင်ဖွန်းမုန်တိုင်းအကျဉ်းအကျဉ်းကြောင့်ရှမ်းပြည်နဲ့အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ကယားပြည်နဲ့ကရင်ပြည်နဲ့မွန်ပြည်နဲ့ပဲခူးတိုင်း ရန်ကုန်တိုင်း ARD တိုင်းတွေမှာနိုဝင်ဘာလ9ရက်နေ့တည့်ရက်မိုးလေကင်းစင်လာပြီးနိုဝင်ဘာလ10ရက်နေ့မှာတော့တိုင်ဖွန်းမုန်တိုင်းအကျဉ်းကျယ်ဝင်ရောက်ပြီးမိုးပြန့်လျော့နိုင်မယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်။ကျွန်မကေခိုင်ပါ။